ူကအရန်ကြိုးစားရနိုင်ငံသားသားရလေအဲ့တော့သူတို့အသက်ရွယ်တခုရပြီဆိုရင်သူကသူတို့တက်နေပြီးတော့ကိုအားကိုကိုပြီးတော့အဲ့လိုလိုသူတို့ရဲ့ဓလေပေါ့နော်တခုအဲ့လိုရှိရခါကြတော့ပို့ပြီးတော့စူးစမ်းရမယ်ဆိုတဲ့စိတ်ကပုံဝင်ဖြစ်တယ်အဲ့လိုဆိုရင်ကတိတ်မရှိဘူးအဲ့လိုပါလေအရန် race ညာရတယ်လို့မခံစားရဘူးလူငယ်ပေါ့နော်အဲ့တုန်းကကျတော့20 21လောက်ဆိုတော့လို့ ဘာပဲဖြစ်လာဖြစ်လာလုံးမယ်ဆိုရဲစိတ်ကစိတ်အားထက်တန်လှလာတော့မသိဘူးပေါ့နော်အဲ့လိုတခုခုအခက်ခဲရှိရင်တော့မှလည်းကြော်ဖြတ်နိုင်ခဲ့တာအများရဲ့ပေါ့နော်နေကြီးဆိုရင်အဲမိတ်ဆွေတွေကိုယုံနေပေါ့နော်တခုဆိုနေကြီးစိတ်နေပဲဒီချာနိုင်နေပဲဆိုတော့နေချာစကားတခုပြောလိုက်ပြီဆိုရင်ဒီစကားကိုကတိပေးထားဆိုဖြစ်အောင်လုပ်တယ်ပေါ့နော်တစ်ဖက်ကိုဘလို့အကောင်းဆုံးကိုကနားလည်ပေးလို့ရမယ်ဆိုရဲဟာပေါ့နော်အဲနားလည်ခွင့်လွတ်မှုလေးအဲ့လိုမျိုးလေးဘလို့လောက်အောင်လဲဆိုတာရခဲ့တာပေါ့ပေါ့အဓိကကတော့အဲ့လိုအတွေ့အကြုံပေါ့နော် ဘဝအတွေ့အကြုံတွေအများကြီးရလိုက်တယ်ပြီးတော့ကိုယ်နိုင်ငံမှာလည်းမဟုတ်ဘူးသူများနိုင်ငံမှာဆိုတော့အတွေ့အကြုံတွေကတော့တော်တော်ရတယ်ကိုယ်လူမျိုးနဲ့မှာမဟုတ်ဘူးနိုင်ငံသားတိုင်းနဲ့လည်းပြောဆိုဆက်ဆံတဲ့အခါမှာဘယ်လိုမျိုးပြောရတယ်ပြီးတော့ သူတို့ကအရန်ကြိုးစားရနိုင်ငံသားသားရလေအဲ့တော့သူတို့အသက်ရွယ်တခုရပြီဆိုရင်တော့ကသူတို့တက်တက်နေပြီးတော့ကိုအားကိုကိုပြီးတော့အဲ့လိုအဲ့လိုသူတို့ရဲ့ဓလေပေါ့နော်တခုအဲ့လိုရှိရခါကြတော့ပို့ပြီးတော့စူးစမ်းရမယ်ဆိုရစိတ်ကပုံဝင်ဖြစ်တယ်ဒီချို့ညီမနိုင်ငံမှာကြတော့ဟိုတက်ရွယ်ဖွဲရတဲ့ဒီလမ်းမိဘကြီးမှာတူတူနေရဲ့သူအများကြီးပဲရှိရလေရှိရခါကြတော့ပုံမှာကြတော့အဲ့လိုမဟုတ်ဘူးသူတို့ကအဲ့လိုအသက်ပြည့်ပြီဆိုတာ ਨੇ ဘလောက်ပဲချမ်းသာချမ်းသာသူတို့သူတို့ပတ်စံနဲ့သူတို့တုံးဖို့အတွက်ပေါ့နော်ပို့ပြီးအားစိတ်ကြရဲဆိုနေကြီးလဲအဲ့ဒါလေးကောင်းတဲ့အပြုမူလေးတော့အတူယူဖြစ်ပါတယ်ဟုတ်အဲလို့ဆိုရင်ကတိတ်မရှိပါဘူးဗျာလေအရန် race ညာရဲလို့မခံစားရဘူးလူငယ်ပေါ့နော်အဲ့တုန်းကကျတော့20 23လောက်ဆိုတော့လို့ ဘာပဲဖြစ်လာဖြစ်လာလုံမယ်ဆိုတော့စိတ်ကစိတ်အားထက်တန်လှုပ်လာတော့မသိဘူးဘောနော်အဲ့လိုတခုခုအခက်ခဲရှိနေအောင်မှလည်းကြော်ဖြတ်နိုင်ခဲ့တာအများရဲ့ဘောနော်အခက်ခဲရတော့တော်တော်များတော့များခဲ့ပါမယ်ဒါအခက်ခဲ sharing လုပ်ချင်တာကြတော့လို့ဘောနော်တယောက်နဲ့တယောက်အဲယုံကြည်မှုတိဆောက်ဒါအရင်ကြီးကြီးပေါ့နော်တယောက်နဲ့တယောက်သာတငင်ချင်းရောပကုတ်ပဝင်းချင်းပါရောကိုယ်နေချိုးအလုပ်တဲ့အလုပ်တဲ့အချိန်မှာလဲကိုယ်တဖက်ကယုံကြည်လာအောင်လေးစားလာအောင်လုပ်ရတယ်အပိုင်းအများကြီးပေါ့နော်ဆိုတော့ တယောက်ကိုတယောက်ယုံကြည်တယ်တယောက်ကိုနေကြီးဆိုရင်အဲမိတ်ဆွေတွေကိုယုံနေပေါ့နော်တခုဆိုနေကြီးစိတ်နေပဲနေကြနိုင်နေပဲဆိုတော့နေကြစကားတခုပြောလိုက်ပြီဆိုရင်ဒီစကားကိုကတိပေးထားဆိုဖြစ်အောင်လုပ်တယ်ပေါ့နော်အဲအဲ့လိုမျိုးတွေမှာပါတဲ့ခါကျတော့တစ်ဖက်လူကကိုယ်ကိုဒီလိုစကားပြောရဆိုရင်လည်းအော်ဒီလိုကဒါအလုံးပါအဲအဲ့လိုပဲတွေးထားပေါ့နော်ဒါပေမဲ့ဟိုကိုယ်လိုမဟုတ်တဲ့သူတွေလည်းအများကြီးရှိရပါပေါ့နော်လူလောကမှာကျတော့အဲ့လိုလူမျိုးလည်းအများကြီးတုံ့ငဲအခါကျတော့ အဲကိုကိုပဲဘလို့အကောင်းဆုံးနေနိုင်အောင်စူးစမ်းရမလဲတစ်ဖက်ကဘလို့အကောင်းဆုံးအဲကိုကနားလည်ပြလို့ရမလဲဆိုရဲဟာပေါ့နော်အဲနားလည်ခွင့်လွှတ်မှုလေးအဲ့လိုမျိုးလေးဘလို့လောက်အောင်လဲဆိုတာရခဲ့တာပေါ့ဟုတ်ကဲကော အဲ့လိုမျိုးအများကြီးကြုံခဲ့ရတယ်အများကြီးကြုံခဲ့တာကိုအရင်အရင်နှီးဆုံးလူတွေကပဲကိုကိုအဲ့လိုမျိုးအဲ့လိုမကောင်းချင်တာတော့မကောင်းပြောတာတော့အများကြီးခံခဲ့ရတာရှိရပါဘူးအချင်းညာစိတ်ကို struggle ဘယ်လိုမျိုးပြန်လုပ်ခင်အမ်အဲ့တုန်းကတော့ပြန်စဉ်းစားရင်တော့တော်တော်ဝါဖြစ်သွားဆိုအဲ့ဒါငွေရည်တည်းရဲ့ခါကြတော့လေ လို့ကိုတငယ်ချင်းလို့လူမျိုးတွေမှာလည်းအဲ့လိုမျိုးရှိခဲ့တယ်ပြီးတော့ကိုယုံကြည်ရတဲ့အထက်လူကြီးပေါ့နော်ကိုထက်အသက်ကြီးရဲ့သူကြီးဆိုလည်းကိုအဲ့လိုမျိုးတပုတ်လေးလွင်ပြောရတော့ဘာလို့အများကြီးရှိခဲ့တဲ့အခါကျတော့တော်တော်လေးတော့ဝမ်းနေဝမ်းနေတယ်ပြီးတော့လို့တေးရောက်ကိုတော်ဒီကနေ့ ထက်သွားမယ်တရားရောက်ကိုကြံပေးမယ်ဆိုတော့မှဘု து ့မှတိတ်မယုံနဲ့ပေါ့နော်အာအဓိကကိုကိုကိုယုံပေါ့နော်ကိုလုတ်တဲ့ကိုလုတ်ရက်ကကြတော့ကိုကိုတိုင်းတည့်ရဲ့ခါကြတော့ယုံကြည်လို့ရတယ်တစ်ဖက်ကကြတော့ဘလို့စဉ်းစားနေလဲဘာလုပ်လဲဆိုတော့မတည့်ရဲ့ခါကြတော့အကုန်လုံးတရားရခိုင်းလုံးမယုံဖို့ပေါ့နော်လုံးဝမယုံဘူးလဲတော့မဟုတ်ပါဘူးတယောက်နဲ့တယောက်ယုံကြည်မှုရှိရတော့ကောင်းတာပေါ့နော်ဟုတ်အဲအဲ့လိုပေါ့အဲ လိုနေကြီးရလိုတကြောင်းနဲ့ရင်းရင်းလေးလေးအများအနေနဲ့ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆက်မှာတထေးဆိုင်ရှင်တထေးနဲ့ပြီးစားခံရတာတို့အဲ့လိုမျိုးကိစ္စအများကြီးရှိခဲ့ပေါ့ ရှိရခါကျတော့နေကြီးကိုယ်တိုင်လည်းမဟုတ်ပါတော့နေကြီးမဟုတ်တဲ့ခါကျတော့ညီကသိပ်မခံချင်ဘူးမခံတဲ့ခါကျတော့တတိယကိုလည်းအားနာရဲတစ်ဖက်ကိုလည်းအားနာရဲခါကျတော့အဲ့လိုမျိုးနောက်ပိုင်းကျတော့သိပ်ဘလူးနဲ့ရောနောနောမနေတော့ဘဲနဲ့တယောက်တည်းကိုလှုပ်ရှားရှိအောင်ပဲလှုပ်ဖြစ်တယ်ပေါ့နော်တငယ်ချင်းလည်းအဲ့လိုအများကြီးမထားတော့ဘူးထားရင်တောင်မှအဲ့လိုမျိုးအဲကျောင်းကတငယ်ချင်းတို့အလောက်ကတငယ်ချင်းတို့လောက်ပဲရှိတော့ပါဘူးအဲ့လိုဖြစ်တယ်ဟုတ် အဲရှင်းပြကြတော့မလို့ပတ်တော်များများတော့သိရပါဘောเนาะနေကြီးဘလိုနေလဲဆိုတာအဲပဝင်းချီကသိရခါကြတော့ဘာမှတော့မပြောဘောเนาะပြောရဲပြောခဲ့တဲ့သူတွေပဲအဲ့လိုမျိုးပြောခဲ့တာဘောเนาะဆိုတော့ဘာမှတော့ရိုင်းစိတ်ထဲမှာမရှိတော့ပါဘူးသူနေနေတော့မြန်မာလူမျိုးကလည်းမရှိဘူးဆိုတော့အားတော့အားနဲ့အားငယ်ငယ်မျိုးဟုတ်အဲ့လိုမျိုးပါဟုတ် အငဲ့တဲ့ခါကျတော့ကိုယ့်ရဲ့မိသားစုလိုမျိုးဖြစ်လာတာပေါ့မြန်မာအချင်းချင်းနေဆွဲလဲလေဖြစ်လာတဲ့ခါကျတော့စကားမလုံးတာတော့ပါအများကြီးပေါ့နော်ဟိုလိုလူအမျိုးမျိုးဆိုတော့လေဟုတ်အဲအဲအဓိကတော့လို့ကိုလုတ်ချင်တဲ့ဟာဗာလေးဆိုတော့တိတိကျကျပေါ့နော် ကိုကိုယ်တိုင်းတိဖို့လိုတယ်ကိုကအပြော်သွားမှလားအဲ စာစူးစားဖို့တွက်စာလေးတာဖို့တွက်လာဒါမှမဟုတ်အလုပ်တွက်လာပေါ့နော်ကိုယ်မှာ focus တစ်ခုတော့ရှိရဒါမှမဟုတ်အိမ်ကိုထောက်ပံ့ချေလုံးလာဆိုတဲ့ဟာတစ်ခုပေါ်မှာမူတည်ပြီးတော့ပို့ပြီးတော့အေးပါတာပေါ့နော်ဘာလို့ဆိုတော့ကိုယ်သွားနေရလမ်းမှာအခြားဒီဖေးတွေဘာတွေသွားရခါကျရင်ကိုယ်သွားချင်တယ်လားတက်တက်မမရောက်တော့ဘူးပေါ့နော်ဆိုတော့ဟိုသွားတဲ့ခါကျရင်ဒီနိုင်ငံထွက်သွားရင်ပြီးရောဒါမှမဟုတ်အဲ့ဒီကိုရောက်ပြီးရောဆိုတာကကို့မှာအဲရည်ရွယ်ချက်တစ်ခုတည်တည်ချာချာလေးရှိဖို့တော့လိုတာပေါ့နော်အဲ့အားလေးတစ်ခုတော့ပြောချင်ပါတယ်